ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒုတိယပုံနာ YouTube channel ဒီကလေးရနေပြီးတော့ကျွန်တော်ချစ်မိတ်ဆွေညီကိုမောင်နှမဦးလေးတော်ဖူဖွားကြီးအားလုံးအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကျေးဇူးလိုက်ပါတယ်အားလုံးပဲဒုတိယမကျန်စိတ်ချမ်းသာခြင်းကိုကြီးကျောင်းမှခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေပြမင်္ဂလာရှိသောရမယ့်ရက်ကောင်းအချိန်ကကောင်းလေးတွေကိုလည်းကိုစီကိုစီပိုင်ဆိုင်နေကြပါသေးလို့ဆုမကောင်းတောင်းပေးနေကျွန်တော်ရဲ့ live youtube channel ကိုစတင်လိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးကိုပန်ဆိုင်နေကြပါစေပြအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ဒီ live youtube channel လေးကလည်းကျွန်တော်ကိုကြီးမကြီးအားလုံးအားလုံးတို့အောင်ပွဲခံရင်အောင်ပွဲဆက်ဖို့ရဲ့ ကယ်ပေါက်ရယ်ပေါက်ပါဆိုပြီးတော့ဘလို့တွေကစားရမလဲဘလို့တွေထိထိမိမိလေးအပိုင်ပိုင်နိုင်နိုင်ဆော့ရမလဲဆိုတော့ကိုပြောပြပေးသွားမယ် live show video file လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအားလုံးကဒုတိယကိုဝါသနာပါတယ်အရှုံးများနေပါတယ်ဆိုတော့လူသစ်ကိုကြီးဒီမှာကြီးကျွန်တော်တို့ကဥမာစသည်လို့မြင်မှုပါတယ်ဆိုတော့ကိုကြီးဒီမှာကြီးရောကျွန်တော်အောင်လေးဆိုတော့သိရတယ်ကျွန်တော် အောင်လဲဆိုတဲ့အကြောင်းကိုသိခဲ့တယ်ကျွန်တော်ရဲ့လူဟောင်းကိုဒီမိုင်ဒီအားလုံးကရောအခုမှစသီးလို့မြင်ဘူးပါတယ်ဆိုတော့ချမိတ်ဆွေညီကောင်မောင်နှမဦးလေးတော်ဖူပွားကြီးအားလုံးကလည်းကျွန်တော်ရဲ့ဒူရီပုံနာ YouTube Channel အသစ်ကလေးကို Like Subscribe လေးတွေမဖြစ်မနေနှိပ်ထားပေးပါ Subscribe ပါလေးနှိပ်ထားမယ် Notification လေးယူထားပေးမယ်အများသူငါတွေ့အများသူငါရောက်ပါစေဆိုတော့စိတ်ဆန္ဒလေးတွေလည်းမွေးပြေးကြပါတခုကစင်နာတူကမြေတာ gain ကျုံမီကျုံကပြီပေါ့ Share မှု Share လေးနဲ့လည်းကိုညီပေးသွားကြပါဦးလို့မြေတာရက်ခံတောင်းဆိုပါတယ်ခင်ဗျအဲ့တော့အားလုံးပဲမင်္ဂလာရှိသောစကားကိုလည်းဆိုပါမင်္ဂလာရှိအောင်မင်္ဂလာပါလို့မန်လေးတွေရေးပြီးတော့ ပေါက်ကြီးလေးတွေမတ်ခဲ့ပြန်အပျော်လေးတွေမြောက်ဝေခဲ့ကြပြန်ဒီနေ့မှာဆိုရင်ကျွန်တော်ကိုဒီမှာအားလုံးပဲနေကုန်ထိမိကူထပ်ပြီးတော့အောင်မြင်ခဲ့ပြန်မယ်ပြီပေါ့နော်ကျွန်တော်တို့ဒီပွဲမှာ6ချိန်တိတိကစားခဲ့ရတယ်6ချိန်မှာ6ချိန်သလုံးအောင်မြင်မှုလေးကိုရရှိတယ်ဒီနေ့မှာလည်းကျွန်တော်တို့ဘလို့ဖြစ်လို့နေကုန်အောင်မြင်ခဲ့တာလဲဆိုရင်ကျွန်တော်မနက်ပိုင်းမှာ9 3ချိန်ပတ်ပတ်သီးလေးနဲ့နှစ်လေးရှစ်ထိစီအထီကြီးနဲ့ကျွန်တော်တို့ကအထီကြီးနဲ့1ချိန်အပီးပေါက်ခဲ့တယ်8 3 3 8 3 8ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါ 633ညတပတ်စာမွေးအခွေ3လုံးလေးကလည်းကျွန်တော်ထိထိမိမိအောင်မြင်မှုရရှိခဲ့တယ်။ဒါ38ဆိုပြီးတော့ဗောနော်ဒီညနေမှာဆိုရင်ကျွန်တော်ကိုရီမားရဲ့အလောင်းက381ချင်းကိုကျွန်တော်တို့က၄နှစ်ကိုထိစီအတီကီနဲ့ထပ်မှန်ပြီးတော့ K1 ချင်းအပြီးပောက်ခဲ့တယ်ဗော။အဲ့တော့ပောက်တဲ့ကိုရီမားရဲ့အလောင်းကျွန်တော်ရဲ့ K1 ချင်းလေးကိုအရန်ပိုက်ပါတယ်အရန်ကြိုက်ပါတယ်ဆိုတော့ကိုရီမားရဲ့အလောင်းပောက်ခဲ့တယ်ဆိုရင် ပောက်ကြီးလေးတွေမဖြစ်မနေမန်းခဲ့မနေ့ပြန်ကြာတော်ဒီနေ့မှာ ကြာသာဝတီနေ့ပေါ်တော့ဒါမနက်ပြန်မနက်7:00နာရီ10မိနစ်စီမှာလဲဘလိုတွေကြီးဝန်းချင်းအပီးပေါက်ကလေးတွေကိုထပ်ပြီးတော့စူးစမ်းထားလဲဆိုရင်အဆုံးထိနားထောင်ပြီးတော့ကြည့်ရှုအားပေးသွားကြပါအဲ့တော့မဖြစ်မနေလေးကတော့ကျွန်တော်ပြောတဲ့အတိုင်းပဲအဓိကအချက်ကလေးတွေကိုလှုပ်ထားပေးပေါ့ကိုလိုပဲဝါသနာပါတယ်အရှုံးများနေပါတယ်ဆိုတော့ဝါသနာ2ညီကုံမောင်နှမရဲ့အားလုံးကိုပြန်လည်ပြီးတော့မျှဝေပေးပါ share ပေးပါလို့မြစ်တဲ့ရဲခန့်တောင်းဆိုပေးရစီအဲ့တော့အားလုံးပဲမင်္ဂလာပါဗျာနော်မင်္ဂလာရှိသောညချမ်းလေးပါအဲ့တော့ကျွန်တော်တို့မနက်ပြန်ဒါကျွန်တော်တို့ဒါ6ရက်နေ့7လပိုင်း2025ပေါ့နော် ကြာတော်လေးနေမနက်7:00နာရီ10မိနစ်0ကိုပြောပြပေးမှာဆိုတော့အဲ့တော့ကဏ္ဍလေးတွေမပြောခင်မှာကျွန်တော်ကိုကြီးဒီမိုင်အလုံးကိုတခုပြောချင်ပါတယ်ကျွန်တော်ရဲ့အဖုံးဝင်ကိုကြီးဒီမိုင်ဒီအလုံးအတွက်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အဖုံးဝင်ကိုကြီးဒီမိုင်ဒီအလုံးအထိနာနေတယ်ဆိုတော့ကျွန်တော်နားလေပါတယ်စိတ်လည်းမကောင်းပါဘူးခါတိုင်းဆိုကျွန်တော်တို့ကအင်္ဂါလုံးဝမကြော်ပဲနဲ့ငွေထုတ်ခဲ့ရတာတွေကြီးပဲဆိုတော့ဒီအတွက်လည်းကျွန်တော်ဘက်ကနောက်ကျသွားတယ်ဒီနေ့တရက်တာတရက်တာဆုံးပြီပေါ့မနက်ဖြန်တနေကုန်ဆိုကျွန်တော်တို့ကတရက်တာဆုံးပြီဘာလို့လဲဆိုတော့ကျွန်တော်ဒီဟူးမကြော်အတွင်းမှာပိတ်ရမယ်စိန်ကုန်စားတို့ပတ်သည် ၄ဘိုင်၄ဘက်သီးကိုထုတ်ပေးခဲ့ပါတယ်ဒီ၄ဘိုင်၄ဘက်သီးဒီမကြသေးဘူးဆိုတော့ဒီ၄ဘိုင်၄ဘက်သီးကိုဒါကိုဒီမိုင်းအလုံးကတက်နိုင်သေးတယ်လိုက်အားရှိသေးတယ်ဆိုတော့အကိုကြီးဒီမိုင်းဒီအလုံးကကျွန်တော်ကိုယုံကြည်တယ်เนาะထပ်ပြီးတော့မိုင်ရဲတယ်ဆိုပြီးမနက်ဖြန်တနေ့တာအတွက်ကိုဆက်လက်ပြီးတော့ကစားပေးပါလို့ကျွန်တော်ဘက်ကနေပြီးတော့မြစ်တရရခန့်တောင်းဆိုပေးရစေเนาะကျွန်တော်ကိုယုံကြည်တယ်ဆိုရင်ပြောတာပါအဲ့တော့ကျွန်တော်ကိုဒီမိုင်းအလုံးကဒီကနန်းလေးကိုထပ်ပြီးတော့မနက်ဖြန်တနေ့ကုန်မှာဆက်ကစားမယ်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ထိတိမိမိလေးစူးစမ်းပြီးတော့เนาะဒါ အကောင်းဆုံးထပ်ပြီးတော့လှောက်ဆောင်ပေးမှာပါเนาะအဲ့တော့ဒီလေးကိုဆက်ပြီးတော့ like စေခြင်းနဲ့ကျွန်တော်ကတော့ like ပြီးတော့ထပ်ပြီးတော့ like ကစားစေခြင်းနဲ့ပေါ့เนาะမနှက်ပြန်တနေကုန်ပါပေါ့အဲ့တော့မနှက်ပြန်မှာလဲကျွန်တော်ဒါထုံးစံတိုင်းပဲကဲပေါက် share ပေါက်ဖို့တော့ကကျွန်တော်ကထုံးစံတိုင်းပဲကြာသာရေးတောက်ကြမှာအများနဲ့ကဲပေါက်ပေးနေကြကဲပေါက်ကလေးကိုကျွန်တော်မနှက်ပြန်ကြရင်ထပ်ပြီးတော့ပို့မယ်ကျွန်တော်တို့အဖို့ဝင်ဇာတို့၄ဘိုင်၄ဘက်တီးကိုမနှက်ပြန်ပါကျွန်တော်အဖို့ဝင်ကိုကြီးဒီမကြီးအားလုံးကဒီလာရှိုးလေးကိုဝင်ကြည့်တယ်ဆိုရင်မနှက်ပြန်တနေကုန်ထက်ထက် ထပ်ပြီးတော့ဗောနော်ဒါတနေကုန်ထပ်ပြီးတော့ကစားပေးပါထိထိမိမိလေးဗောနော်ဒါလေးကိုကျွန်တော်ဘက်ကနေပြီးတော့အကြံပေးပါတယ်ကျွန်တော်ဘက်ကနေပြီးတော့ဒီလိုဖြစ်သွားတာကိုတစ်ခါမှခါတိုင်းဆိုအင်္ဂါမကြော်ခဲ့ဘူးတဲ့အဖြစ်မျိုးနဲ့ကျွန်တော်တို့ကအမြဲတမ်းအောင်မြင်မှုလေးရရှိခဲ့တယ်ဇလိုက်အောင်အောင်ပွဲတွေခံနေရတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်နေလိုက်ကကိုရီမားကြီးအားလုံးပဲဘူဆွဲတဲ့အတွက်ဒါနေလိုက်တွေအရန်ကန်ကောင်းနေတယ်ပေါ့နော်အဖုံးဝင်ကိုကြီးမားတွေအားလုံးအတွက်ကျွန်တော်ကအားလဲနာတယ်လေးလေးနက်နက်ကလေးနဲ့လည်းတောင်းပန်ပါတယ်အဲ့တော့ဆိုတော့ ကျွန်တော်ဖော်မေကိုကြီးဒီပါအားလုံးကယုံကြည်မှုလေးနဲ့ရှေ့ဆက်ပြီးပါထပ်မံပြီးတော့ကစားပါထပ်မံပြီးတော့မနက်ဖြန်တရက်တန်လောက်ကိုထပ်မံပြီးတော့စော်ပေးပါနော်ကျွန်တော်မနက်ဖြန်မှာလဲကဲပေါင်လေးတွေထပ်ပြီးတော့ပို့ပေးပါမယ်ကဲပေါင်နေကုန်ဝေကနန်းလေးပေါ့နော်အဲ့တော့နေလိုက်ကအကိုကြီးဒီမိုင်းလို့ဆိုကျွန်တော်ဒီဘွဲမှာ6ကြိမ်ကို6ကြိမ်သလုံးအောင်မြင်မှုရရှိခဲ့တာကျွန်တော်ရဲ့ live show လေးတွေကိုအမြဲတမ်းဝင်ရောက်ကြည့်ရှုအားပေးသူတိုင်းတီးကြလိုက်မယ်လို့ထင်တယ်ဆိုတော့ဒွေးကိုကြီးဒီမိုင်းအားလုံးကိုတခုပြောချင်တာကကျွန်တော်နဲ့လက်တွဲချင်တယ်ဒါဒီဘွဲမှာကျွန်တော်ဒါ နေတဲ့ကလေးတွေကိုကြီးစောတဲ့အချိုးမြက်လေးတွေရှိတယ်ရခဲ့တယ်ဆိုပေါ့ဒီလိုမျိုးမဆော့ခြင်းကိုထိထိမိမိလေးအပိုင်မွေးကျင်တဲ့မွေးကွက်ကလေးနဲ့ကျွန်တော်တို့ဇာတို့ပတ်သေးရှေ့လာမယ်အပတ်မှာပေါ့နော်ဟိုမကြော့အတွင်းမဟုတ်ဘူးအင်္ဂါမကြော့တဲ့အတွင်းမှာထိထိမိမိပတ်ရှင်တယ်ပတ်ရဲပါတယ်ဆိုတဲ့ကိုဒီမှာဒီဟိုမကြော့ဇာတို့ပတ်သေးလုံးနဲ့မွေးကနန်းသုံးကွက်ကိုကျွန်တော်ဘက်ကနေပြီးတော့ထုတ်ပေးပါတယ်နော်ဒီအရာဒီကျွန်တော်ဘက်ကနေပြီးတော့အဖွဲ့ဝင်ကြီးတထောင်ကျန်းနဲ့ခေါ်ပါတယ်ဆိုတော့ဒီအဖွဲ့ဝင်ကြီးတထောင်ကျန်းနဲ့ဘာဒီကစားရအောင်လဲကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ် ခူးမကျော်တနင်္လာအင်္ဂါဗိုလ်တူ3ရက်တွင်မှမကျော်တဲ့ခူးမကျော်စိန်ခေါ်စာတို့ပတ်သည်တလုံးစီအင်္ဂါတော်လုံးဝမကျော်စီရမယ့်ပတ်သည်မျိုးပါဒီပတ်သည်နဲ့တို့ကျွန်တော်ဝေကနန်3ခွက်ကိုထပ်ပြီးတော့ထုတ်ပါတယ်ဝေကနန်3ခွက်နဲ့ဇာတို့ပတ်သည်လုံးပေါ်မှာထိထိမိမိပတ်ချင်တဲ့မွေးချင်ပါတယ်ဆိုတဲ့ကိုဒီမားရဲ့အားလုံးမောင်လေးရဲ့လက်တွဲချင်းနဲ့ဒီလိုမျိုးပေါ်မှာပတ်ချင်ပါတယ်ရဲရဲလေးမွေးချင်ပါတယ်ဇာတို့ဆိုတာပါလဲသိတယ်ဆိုတဲ့ကိုဒီမားအားလုံးကလက်တွဲချင်းနဲ့ဆိုရင်အဖိုးဝင်ကြီးစီကျွန်တော်ပညာကြီးအရာ1000ကျပ်ယူပါတယ် เนาะဒီဘက်မှာကျွန်တော်6ကြိမ်သလုံးမှာ6ကြိမ်သလုံးအောင်မြင်ခဲ့တယ်အဲ့တော့ဒီလိုမျိုးကစားရဲ့ကစားရတာ6ကြိမ်တော့အောင်ပါဒါပေမဲ့ကိုလိုချင်လောက်အမျက်မရဘူးအချီကြီးမွေးကျင်တယ်ဆိုတဲ့ကိုဒီမိုင်းအလုံးကိုဖိတ်ခေါ်တယ်လက်တွဲကျင်တယ်ဆိုရင်အင်္ဂါမကျော်ပဲနဲ့ငွေထုတ်ချင်ပါတယ်ဆိုတဲ့ကိုဒီမိုင်းအလုံးကိုဖိတ်ခေါ်ပါတယ်ဆိုတော့ဘယ်လိုဆက်သွယ်ရအောင်လဲဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဒီ39661214198ကိုတိုက်ရိုက်ဆက်ပေးပါ39661214198ပါဝေဘီကေဘီ3နဲ့ဘိုင်ဘာ3နဲ့ Telegram 3နဲ့ နော်အခုဒီမှာအားလုံးကအဆင်ပြေရနေရာကနေတိုက်ရိုက်ဆက်သွယ်လို့ရပါကျွန်တော် live show ပြီးသွားရင်လေကျွန်တော်ရဲ့ဖုန်းနံပါတ်လေးမက်အောင်မှာပင်ရေးပေးခဲ့ပါမယ်နော်ယုံကြည်မှုရှိမှသာလျှင်လာပြီးတော့လက်တွဲပေးပါကျွန်တော်အကြောင်းလေးလာပြီးစုံစမ်းပြီးမှလာပြီးတော့လက်တွဲပါနော်အဲ့တော့ကျွန်တော်အဖိုးဝင်ဟောင်းကိုကြီးဒီမ ాయి ကိုအဖိုးဝင်ပြန်ခေါ်ခြင်းမဟုတ်ပါဘူးကျွန်တော်ရဲ့နေတိုက်ကလူသေးကိုကြီးဒီမ ాయి အလုံးကိုပဲကျွန်တော်ကအဖိုးဝင်ပြန်ခေါ်တာဖြစ်ပါတယ်တခါတည်းလီလီနက်ခရီးနဲ့နားဆုံပြီးတော့နားထောင်ပြီးတော့တခါတည်းမှတ်သွားပေးပါ လူသစ်ကိုရေးမာရေးအားလုံးကျွန်တော်တို့လေးလာလို့ဝါပြီလက်တွဲချင်တယ်ဆိုတဲ့ကိုရေးမာရေးအားလုံးကိုပဲကျွန်တော်ကကြောက်ပြပေးတာဖြစ်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးရှေ့လာမဲ့ဘက်ကိုဘာလို့အဖောက်ဝင်ကြိုးခေါ်တာလဲဆိုတော့ကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်းပဲကဲပေါက်ရှဲပေါက်ဖို့အတွက်ပေါ့နော်ကျွန်တော်ကရှေ့လာမဲ့ဘက်ကိုကြိုတင်ပြီးတော့အဖောက်ဝင်တဲ့ဒူတိုင်းဒူတိုင်းဒူတိုင်းကိုကျွန်တော်ကကြာသာပရိနေတနေကုံစားမှာပေါ့နော်မယောနှစ်ကွက်နဲ့အရန်နှစ်ကွက်နေကုံစားဝေကနန်းထုတ်ပေးပါတယ်တောက်ကြနေမှာလဲထပ်မှန်ပြီးတော့မယောနှစ်ကွက်နဲ့အရန်နှစ်ကွက်မဲကဲပေါက် လက်ဆောင်ကေပေါင်းကျွန်တော်ထုတ်ပေးပါဒါပေမဲ့လို့ဒေတာတောင်းချက်ဒီဒီကေပေါင်းနဲ့လုံးဝလုံးဝမဆိုင်ပါဘူးဆိုတဲ့အကြောင်းကိုထပ်မံပြီးတော့ကျွန်တော်ရှင်းပြပေးရစေဒါတော့ကိုရီမိုင်းအလုံးကကေပေါင်းအကြောင်းကိုသိချင်တယ်ဆိုတော့လာပြီးတော့လက်တွဲပေးပါအဲ့တော့ကျွန်တော်ရဲ့အဖေမေကိုကြီးဒီမိုင်းကြီးအလုံးကလည်းကျွန်တော်ကမနှက်ဖြစ်မှာတပါတဲ့ကျွန်တော်ကေပေါင်းလက်ဆောင်လေးပို့ပေးပါမယ်အဲ့တော့ထုံးစံတိုင်းပဲလုံးမနေကြတိုင်းပဲကျွန်တော်ရဲ့ဇာတိုးလေးကိုထပ်မံပြီးတော့မနှက်ဖြစ်တရက်တာအတွက်ထပ်မံပြီးတော့ကစားပေးကြပါဦးလို့ကျွန်တော်ကလည်းလေးလေးနက်နက်ကလေးနဲ့တောင်းဆိုပါတယ်မြေတားရဲခန့်ပါနော်အဲ့တော့ဖုန်းဝင်ခြင်းနဲ့ဘယ်လိုဆက်သွယ်ရအောင်လဲဆိုတော့ကိုဒီမိုင်းအလုံးကကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲ အဖွဲ့ဝင်ကြီးကတော့တထောင်ရက်ကြာသာပတိတောက်ကြကယ်ပေါင်းလက်ဆောင်ဖရီးရမယ်ဒါပေမဲ့လို့ရှေ့လောင်မဲ့ဘက်ကကြိုတင်ပြီးတော့အဖွဲ့ဝင်နဲ့သူတိုင်းကိုပဲပြောတာပါအဲ့တော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကကျွန်တော်ရဲ့ဖုန်းနံပါတ်396611114တကူရှိပါအဲ့တော့ဒီဖုန်းနံပါတ်ဒီဝေဘေးကေဘေးသုံးတယ် Viber သုံးတယ် Telegram သုံးပါတကယ်လို့များအဖွဲ့ဝင်နိုင်ဦးဆိုတဲ့ကိုဒီမိုင်းအလုံးကနေတိုက်ကလေးကိုကြီးစော့ပါကောင်းစီဆိုးစီကိုဝေဖန်ပါဆုံးဖြတ်ပါသုံးသက်ပါတော့နေတိုက်ကလေးကိုအဆင်ပြေသလိုလေးတွေကစားပါ နော်ဒါလေးပြောပြရစီကျွန်တော် live show ပြီးသားဖုန်းနံပါတ်လေးပေးထောက်ပေးခဲ့ပါမယ်နော်ယုံကြည်မှုရှိမှသာလျှင်လာပြီးတော့လက်တွဲပေးပါလို့ကျွန်တော်ကပြောချင်ပါစိန်ခေါ်သာရိုးဆိုတာဗာလဲတိမှလာပြီးတော့လက်တွဲပါခုမကျော်အတွင်း3ရက်အတွင်းကျွန်တော်ပေးတယ်အဲ့ဒီ3ရက်အတွင်းမှာတိတိမိမိပတ်ရဲတယ်၊မွေးရဲတယ်၊ကစားရဲတယ်ဆိုမှလာပြီးတော့လက်တွဲပေးပါ နော်ဟုတ်တယ်မလားအဲ့တော့ယုံကြည်မှုရပဲရှေ့ဆက်မယ်ဗျာကျွန်တော်ရဲ့ appointment ကိုကြီးဒီမှာအားလုံးကိုကျွန်တော်ဘက်ကလည်းလေးလေးနက်နက်ကလေးနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ပါမယ်မနက်ပြန်ပါအမျက်တွေရအောင်ကျွန်တော်ကြိုးစားပေးမယ်အရင်နဲ့ကြည့်အောင်ကြိုးစားပေးပါမယ် เนาะကေဘောက်ကလေးစောင့်မျှော်ပေးကြပါလို့တခါတည်းပြောခဲ့ပြစီအဲ့တော့ကျွန်တော်မနက်ဖြန်အတွက်နေတဲ့ကအကိုဒီမားတွေအားလုံးကိုကျွန်တော်ကထုံးစံတိုင်းပဲတည်ပြီးနေကြ key one ချင်းအပြီးပေါက်ကလေးနဲ့တို့ကျွန်တော်တို့ one ချင်းနဲ့ကျွန်တော်ထိပ်စီးလေးကိုပြောပြပေးပါမယ်အကွက်ကလေးတွေအပါပေါ့နော်ဒါမိကွက်ကလေးတွေအပါပေါ့ကျွန်တော်ပြောပြပေးခဲ့ပါမယ်အားလုံးကလည်းကျွန်တော်ပြောတဲ့ကဏ္ဍလေးတွေကိုကြားရတဲ့ဆိုရင်မန်ထဲမှာလည်းရေးပြပါစောက်ထဲမှာလည်းမှတ်ပေးခဲ့ကြပါခင်ဗျเนาะအများသူကတွေ့အများသူကရပါစေဆိုတဲ့စိတ်ဆန္ဒလေးလည်းမွေးပေးပါကျွန်တော်အခုပြောတော့မယ်နော်အဲ့တော့ကျွန်တော်တို့မနေ့ပြန်6ရက်နေ့17လပိုင်း2025 ကြာသာပတင်းနေ့မနက်7:00နာရီတမင်းနေ့ဈေးမှာကျွန်တော်ရဲ့အကြိုက်ဆုံးဝမ်းချိန်ပိုင်းပတ်သီးကတော့6:00ဒီပတ်သီးဝမ်းချိန်ဖြစ်ပါတယ်6ပိုင်6ပိုင်ပတ်သီးပါ6ပတ်သီး6ပတ်သီးဖြစ်ပါတယ်အဲ့တော့6နဲ့ပတ်သက်လို့ကျွန်တော်ဈေးဝေးလေးတွေရွေးချယ်ထားပါတယ်တခါတည်းမှတ်ပေးပါ6195 6693ပါ6195 6693ပါ6195 6693ဖြစ်ပါတယ်6နဲ့ပတ်သက်လို့ထပ်ပြီးတော့ပြောပေးပါမယ်6862 6360ပါ 6869630ဖြစ်ပါတယ်။ဒါကတော့ဈေးပိုးလေးတွေပါ။ပတ်တိလုံးဝမပတ်နိုင်ဘူးဆိုတဲ့ကိုဒီမားတွေဒါလေးကိုအစင်ပြအောင်ကစားပါ။နောက်ပြီးတော့ကီဝမ်ချင်းအပီးပေါက်ဆော့ချင်ပါတယ်ဆိုတဲ့ကိုဒီမားတွေကထုံးတဲ့တိုင်းပဲ။ကီဝမ်ချင်းအပီးပေါက်ကလေးကိုလည်းဆော့လို့ရပါတယ်။နော်။အဲ့တော့6ဒီပတ်တိဝမ်ချင်းခြင်တာလည်းကျွန်တော်ရဲ့စိန်မာစတာကီထိတ်စီအထီကြီးလေးကိုထပ်မံပြီးတော့ပြောပြပေးပါမယ်။ကျွန်တော်ညနေကပြောခဲ့ပါတယ်ကျွန်တော်ရဲ့လင်းနစ်ကိုထိစီအထီကိုအကျိုးရှိရှိအသုံးပြုပါထိထိမိမိထိစီအမားကင်ဆော့ပါလို့ကျွန်တော်ပြောခဲ့ပြီးသားအဲ့တော့ကိုထိစီနဲ့ကျွန်တော်တို့၈၃ခန်းချင်းဆိုပြီးတော့ကျွန်တော်ကိုရှစ်တဲ့ ထိတ်စီးနဲ့ကျွန်တော်တို့ဝမ်းချင်းအပြီးပေါက်ခဲ့တယ်ပေါ့အဲ့တော့ဒီလိုမျိုးပဲထပ်ပြီးတော့လာမဇန်ကိုရီမားရဲ့ဘက်ကမနက်ဖြန်မှလည်းအကြိုက်တို့ယူသုံးပါကန်တို့ရင်တော့အကျိုးပေးပါမယ်ခမရနော်အဲ့တော့ကျွန်တော်ရဲ့ထိတ်စီးအထီကီမာစတာကီလီပြောပေးပါမယ်ခမရ96ဒီပတ်သီးဝမ်းချင်းဖြစ်ချင်းကြောင့်ကျွန်တော်ကထိတ်စီးအထီကီမာစတာကီဒီခွန်3ညာနှစ်ဒီထိတ်စီးအထီကီပါခွန်3ညာနှစ်ထိတ်စီးအထီကီဖြစ်ပါတယ်ခွန်3ညာနှစ်ထိတ်စီးအထီကီပါနော်96ဝမ်းချင်းနဲ့ခွန်3ညာနှစ်ကိုအပြီးပေါက်ကစားလို့ရပါတယ် ါတော့အကြံပေးတာပါကိုရီမားရဲ့အလုံးကအကြိုက်တူနှင်းသက်တာကိုယူသုံးပါယူကစားပါအစင်ပြသလိုစော့ပါနော်အဲ့တော့ကျွန်တော်အကြိုက်ဆုံး main tip ကတကွက်ကောင်းလေးပြောပြပါမယ်တကွက်ကောင်းလေးမပြောခင်မှာကျွန်တော်ကိုရီမားရဲ့အလုံးကနော်ကဏန်းလေးတွေကိုတခါတည်းမန်ထဲမှာရေးပေးခဲ့ပါစာအုပ်ထဲမှာလည်းမှတ်ပေးခဲ့ပါခင်ဗျအများသူငါအတွက်အများသူငါရအောင်အခုလိုပဲနေတိုက်ကလေးတွေ6ချိန်မှ6ချိန်လောက်အောင်မြင်ခဲ့သလိုပဲအများကလည်းအစင်ပြပါစေဆိုတဲ့ဆန္ဒလေးတွေဝေပြီးတော့ share မှု share အားလေးတွေနဲ့တူဒီကိုဝါသနာပါတယ်ဆိုတဲ့ကိုရဲ့ညီကောင်မတော်မအသေးမိတ်ဆွေတကယ်ချင်းလေးတွေကိုဝေမြားပေးပါ share ပေးကြပါလို့မေတ္တာရက်ခံတောင်းဆိုပါရစေ။ เนาะအဒီကတော့အားလုံးကပေါက်ကြီးလေးတွေမှန်ခဲ့မယ်ပျော်လေးတွေမြောင်းဝေခဲ့ကြမယ်လိုင်းလမလေးတွေမဖြစ်မနေတောက်ပြီးတော့မှကြီးသွားပြီပါเนาะဒါတော့ကျွန်တော်ရဲ့စေတနာတူရင်တော့ကံကောင်းပါပေါ့เนาะစေတနာကောင်းရင်ကံကောင်းပါเนาะကျွန်တော်အကိုရီမရဲ့အပေါ်မှာစေတနာထားသလိုမျိုးပဲကျွန်တော်စေတနာထားရကြုံတော့အကိုရီမရဲ့အားလုံးကအားပေးစေခြင်းပါဒါတော့ကျွန်တော်ရဲ့စေတနာစိတ်ဆန္ဒပါပဲเนาะဒါလေးပြောပြပါစီအဲ့တော့ကျွန်တော်ရဲ့တကွက်ကောင်းမိန်းကွက်ကလေးပြောပါမယ်နောက်ပြီးတော့ကျွန်တော်ရဲ့လက်တွဲခြင်းနဲ့ကျွန်တော်ကိုလေးလာနေတယ်ဆိုတဲ့အကိုရီမရဲ့အားလုံးကလည်း ယုံကြည်မှုရှိရှိနဲ့ဇာတုဆိုတာဘာလဲသိရဆိုမှလာပြီးတော့အဖွဲ့ဝင်ပါလက်တွဲပါအကိုရီမရဲ့ဘက်ကပတ်စံ1000ကျပ်ငွေ1000ကျပ်ကျွလွဲယုံနဲ့မပြီးသေးဘူးအကိုရီမရဲ့ဘက်ကယုံကြည်မှုရှိဖို့နဲ့ကျွန်တော်ပြီးတဲ့တာဝန်ယူမှုတာဝန်ခံမှုပြီးနေကျွန်တော်ရဲ့ဇာတုမွေးကွက်ကလေးတွေမွေးဟူးမကျော်ပတ်သီးလေးတွေကိုပိုင်ပန်းနဲ့မွေးရဲ့ပတ်ရဲမှလာပြီးတော့ဝင်ပေးပါနော်ကျွန်တော်ဘက်ကမိုင်းကျွန်တော်ဘက်ကကိုရီမိုင်းအားလုံးအတွက်အကျိုးရှိတာကိုကျွန်တော်ဘက်ကတာဝန်ယူမှုတာဝန်ခံမှုပြည်နဲ့တာဝန်ကြည်အောင်စူးစမ်းပေးရပါတယ်နော်အကိုရီမိုင်းဘက်ကလည်း9000ကျပ်ပေးပြီးသွားရင်ပြီးပြီဆိုတဲ့ပုံစံမျိုးလေးနဲ့မနေပါနဲ့နော် သိချင်တာရှင်ဖုန်းဆက်မေးပါနော်ပြောချင်တာရှိရင်ကျွန်တော်ဖုန်းဆက်ပြောပြပါနော်တခါလေးပြောပြရစေ live show လေးလည်းအမြဲတမ်းဝင်ရောက်ကြည့်ရှုပါအားပေးပါလို့ကျွန်တော်ကမေတ္တာရေခန့်တောင်းဆိုပြရစေနော်ဒါလေးပြောခဲ့ပြရစေခင်ဗျအဲ့တော့အဖော်ဝင်ခြင်းသောအကိုဒီမတွေအားလုံးနေတဲ့ကအကိုဒီမတွေအားလုံးဒီကျွန်တော်တို့မနက်ပြန်ကြာသာပရင်းနဲ့တနေကုန်သားမှာလက်ဆောင်ကဲပေါင်းမေယောနှစ်ကွက်နဲ့အရန်နှစ်ကွက်ထုတ်ပေးပါမယ်။ဒီဟာဒီလက်ဆောင်ဖရီးပါတခါလေးပြောရအောင်နော်။မနက်ဖြန်တရက်စာလက်ဆောင်ရမယ်။တောက်ကြနေတရက်စာလက်ဆောင်ကဲပေါင်းရမယ်ပေါ့နော်။ ်နောက်ပြီးတော့ရှေ့လာမယ့်အပတ်အတွက်ဒီအဂိုရီမားတွေပေးထားတဲ့တထောင်ကျက်နဲ့ပဲစိုက်ပါတယ်တနင်္လာအင်္ဂါဗုဒ္ဓဟူသုံးရက်တွေမှာမွေးရမယ့်စိန်ကုံစာတို့ပတ်တိတလုံးနဲ့မွေးကနန်းသုံးွက်ဒီအဖော့ဝင်ကြီးတထောင်ကျက်နဲ့သက်ဆိုင်ပါဒါမဲ့ကြိုဝင်တဲ့သူတိုင်းကိုပဲကျွန်တော်ကကြာသာရေးတောက်ကြမှာကဲပေါင်းလက်ဆောင်ပေးမှာဖြစ်ပါတယ်ဒါကတော့အဂိုရီမားအလုံးပဲယုံကြည်မှုရှိမှလာပြီးတော့လက်တွဲပေးကြပါလို့ကျွန်တော်ကမြတ်တရရခင်တောင်းဆိုခဲ့ပြစီခမနော်အဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံး main တစ်ကွက်တစ်ကွက်ကောင်းလေးပြောပါမယ်6 6ဒီပတိဝန်းချင်းပါ6ပိုင်း6ပိုင်းမှာခွန်3ည2ဒီထိစီအထီကီပါ 6ဗတိဝန်းချင်းဖြစ်ခြင်းကြောင့်ကျွန်တော်ရဲ့အကြိုက်ဆုံး main တင်ကွက်တစ်ကွက်ကောင်းပြောပေးပါမယ်အဲ့တော့ကျွန်တော်ခုနအတိုင်းပဲပြောခဲ့တဲ့ဈေးဝေးလေးတွေထပ်မှန်ပြီးတော့ပြောပါအောင်မယ်ခင်ဗျကိုနဲ့ပတ်သက်လို့6965963ပါ6965693ပါ6နဲ့ပတ်သက်လို့686263630ဖြစ်ပါတယ်ဒါတော့ကျွန်တော်6ဝင်ချင်းပတ်သီးနဲ့ပတ်သက်လို့ဈေးဘိုးလေးတွေပေါ့နော်ကိုဒီမအစင်သူတို့ကစားနိုင်ပါအဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံး main တစ်ကွက်တစ်ကွက်ကောင်းလေးပြောပါမယ်6နဲ့ပတ်သက်လို့ကျွန်တော်အကြိုက်ဆုံးတစ်ကွက်ကောင်း main ရောဒီ6ခွန်တစ်ကွက်ကောင်း main ရောဖြစ်ပါတယ် ကိုခွန်သည်တကွက်ကောင်း main တင်ကွက်ဖြစ်ပါတယ်6နဲ့ပတ်သက်လို့64သည်တကွက်ကောင်း main တင်ကွက်တကွက်ကောင်းဖြစ်ပါတယ်64တကွက်ကောင်းကိုခွန်တကွက်ကောင်းပါ66သည်ပတ်သီးဝန်းကျင်ကိုခွန်တကွက်ကောင်း64တကွက်ကောင်းပါအခုဒီမှာရအလုံးမကအကြိုက်တူတယ်ဆိုရင်ယူသုံးပါကန်တိုရင်တော့ချိုးပေးပါဘောနော် လေးလာပါဆုံးဖြတ်ပါသုံးသက်ပါယုံကြည်မှုရှိမှလာပြီးတော့လက်တွဲပေးပါနော်တထောင်ချက်ဆိုတာကကိုရီမားကြီးပေးရတာလွယ်တယ်ကျွန်တော်ကလူကြီးရဲ့အများနဲ့လှုပ်လှုပ်တာဆိုပြီး ဆိုတာအတွက်ကြောင့်မလို့ကိုရီမားရဲ့အလုံးနားလဲစေချင်မှာကျွန်တော်ဘက်ကလည်းကျွန်တော်ဘက်ကတာဝန်မကြီးတာကိုကျွန်တော်လက်ဒီတိုင်းเนาะအကိုရီမားရဲ့အတွက်ပြောနေမှာမဟုတ်ဘူးเนาะအကိုရီမားရဲ့အတွက်ကျွန်တော်လည်းပုံပြီးတော့ကျွန်တော်ကိုရီမားရဲ့အလုံးကိုယုံကြည်မှုနဲ့လုပ်လဲဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်မှာတာဝန်ရှိတယ်တာဝန်ကြီးတယ်ဒီတော့ကြောင့်မလို့ကျွန်တော်စိတ်မချမ်းသာအကိုရီမားရဲ့အလုံးအတွက်စူးစမ်းပေးရကျွန်တော်လို့အားပေးပါအကိုရီမားရဲ့ဘက်ကလည်းကျွန်တော်ပေးတဲ့ကဏ္ဍလေးတွေကိုထိထိမိမိလေးလေးနက်နက်ကလေးနဲ့ကစားပါစော့ပါ နော်ယုံယုံကြည်ကြည်နဲ့အလုပ်လုပ်ပါယုံကြည်မှုရှိမှလည်းကျွန်တော်နဲ့လက်တွေ့ရတာအဆင်ပြေမှာဖြစ်ပါလေးလာပါဘောနော်အဲ့တော့နေတဲ့ကကိုရီမားအားလုံးလည်းကျွန်တော်ဘက်ကတောင်းဝင်ကြည်မယ်ထင်ပါတယ်6ချိန်မှ6ချိန်လုံးအောင်မြင်ခဲ့လို့ပေါ့ပေါင်ကြီးလေးတွေမဖြစ်မနေမှန်ကဲโอเคအားလုံးပဲတလောက်ပါပဲကန်နူလိုအကျိုးပေးကြပါစေအကြိုက်တူလိုငွေဖြည့်ကြပါစေခင်ဗျတလောက်ပဲပြောပြစေနော်အဲ့အားလုံးပဲဆုံးသက်ပါတယ်တတ်တာပါပိုင်းပိုင်းပါမင်္ဂလာရှိသောညချမ်းလေးမှာအိမ်မက်တွေလောက်ပါကြပါသေးဗျမနက်ဖြန်မနက်ဖြန်တိုင်းမှာလည်းမင်္ဂလာရှိသောသကားမင်္ဂလာရှိသောတနင်္ဂနွေလေးတွေကိုကြားသိကြရပါစေ နားထောင်ကြရပါစေလို့ဆုမကောင်းတောင်းပေးနေကျွန်တော် live show ပြီးပါတယ်ကိုဆုံးသက်ပါတယ်ဗျเนาะအားလုံးပဲတက်တာပါ